ားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖက်ပြပေးမှာတော့စိုက်ဆရာဥနုရေးသားထားတဲ့ကာမတဏဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။အပိုင်း၁ဥပ္ပဇာနိတံအထိန်သိမ့်ခံရစဉ်အတောအတွင်းကျွန်တော်ဟာ လောကုတ္တရာစာပေတွေကို အတော်များများဖတ်ဖို့အချိန်ရခဲ့တယ်။ဒီစာပေတွေဟာဖတ်ရှုရသူမှန်သမျှကိုယခုမြတ်မှာဘဝမှာလည်းအများကြီးအကျိုးပေးနိုင်တယ်။နောက်တမလွန်ဘဝအဆက်ဆက်မှာလည်းနိဗ္ဗာန်ဆင်ဝင်ရတဲ့အထိအများကြီးအကျိုးပေးနိုင်တယ်။ဒါကြောင့်ဒီလောကုတ္တရာစာပေတွေကိုလူအများသိအောင်ဖြန့်ဝေပေးဖို့ဆန္ဒတွေကျွန်တော်မှ ပြင်ပြင်ပြပြဖြစ်လာတယ်။ အဲ့ဒီလို ဖြစ်လာရတဲ့အတွက်ဘာသာရေးတက်တက်အဖြစ်နဲ့စာအုပ်သုံးရေးတယ်ဘာသာရေးစာပေဆိုရင်ပြင်းစရာစာပေတွေလို့မှတ်ထင်ပြီးနောက်တွန့်နေတဲ့စာဖက်ပရိသတ်ကိုလည်းစွဲခြင်းတဲ့အတွက်ဝတ္ထုသုံးပုံရေးတယ်အဲ့ဒီဝတ္ထုတွေထဲမှာမှလောကုတ္တရာစာပေတွေကိုစည်တနာအများကြီးရှိထားပြီးအင်မတန်အပင်ပန်းခံပြီးတင့်တော်တဲ့နေရာတွေမှာကြားညက်ထက်ပေးလိုက်တယ်ဘာသာရေးစာပေနဲ့အကျွမ်းတဝင်မဖြစ်ကြသေးတဲ့ စာဖက်ပရိသတ်တွေအတွက်ဝတ္ထုထဲမှာတွေ့ရမယ်။ဘာသာရေးအပိုင်းတွေဟာဖတ်ဆမှာတော့ညီငွေစရာတွေလို့ထင်ရပေမဲ့ဒါပေမဲ့အားလုံးတော့အရသာတွေထဲမှာတရားအရသာဟာအထူးကဲဆုံးအမောမြတ်ဆုံးဖြစ်တယ်လို့ရှင်တော်မြတ်ဖျားဟောကြားတော်မူတဲ့အတိုင်းဇွဲကိုနည်းနည်းအသုံးပြုပြီးဆက်ဖက်သွားကြမယ်ဆိုရင် အမတန်ထူးတဲ့အရသာတွေကို တွေ့လာကြရပါလိမ့်မယ်။ဒါကြောင့်ဒီလောကုတ္တရာစာပေအပိုင်းတွေကို ရောက်လာကြရင်ပြင်းစရာတွေလို့သဘောထားပြီးကြော်မသွားကြပါနဲ့မိမိတို့အတွက်အခုဘဝမှာရောနောက်တမလွန်ဘဝတွေမှာပါအထူးအကျိုးဖြစ်စေနိုင်မယ့်အစပယ်တွေကိုအထူးကြိုးစားပြီးဖတ်ကြစေချင်တယ်ဝိတ္ထုတွေကဘလောက်ကောင်းတဲ့ဝိတ္ထုတွေပဲဖြစ်ဖြစ်ဖတ်ပြီးလို့၃၄၅ရက်လောက်ကြာရင်ယူသွားတာပဲလောကုတ္တရာအစပယ်တွေကတော့ဒီလိုမဟုတ်ဘူးဘယ်တော့မှမယိုးနိုင်ဘူးဒီဘဝမှာလည်း အထက်တန်းကိုရောက်ချင်းအိုနာတေကွဲဆိုတဲ့တန်တရာဝစင်ရဲတွေကလည်းမြင်မြန်လွတ်မြောက်ပြီးချမ်းသာခြင်းအစစ်ရဲ့တရားဖြစ်တဲ့နိဗ္ဗာန်ရွှေပြည်ကိုလည်းဖြစ်နိုင်ရင်ယခုဘဝမှာပဲမျက်မှောက်ပြုခြင်းအဖြစ်နိုင်ရင်လည်းဘဝတူတူနဲ့မျက်မှောက်ပြုခြင်းသူများအတွေ့ပြန်ဖက်လေကောင်းလေအရသာရှိလေဖြစ်နေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဝိထုတွေကိုမိသားစုကပုံပြောတယ်လို့ရေးထားပါတယ် မောင်နှုနှစ်ရက်12လ1966ဒီဝိထုကို1325ခုတကူလာဇုတ်9ရက်ဗုဒ္ဓဟူးနေ့မြန်မာနှစ်စင်းတရက်နေ့စက်ခွန်463 9နာရီ5မိနစ်တွင်စ၍ရေးသည်ပနာမနမောတတဘဂဝတောအရဟတောတမ္မာတန်ပုတ်တတလူမင်းနှင့်မြမမင်းစသော အမင်းမင်းတို့ဤဝတ်စင်းကော်ရောပူဇော်အထုကို ခံတော်မူထား၍အလုံးစုံသောတရားတို့ကို မဖောက်မပြန်တယံပူညံဖြင့်အမှန်ထိုးထွင်းအလင်းတည်မြင်တော်မူသောဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးအားယိုတည်မြင့်တို့လက်ဆောင်မို့၍ရှ िख ိုးပါ၏ဘုရားဗောဓိဉဏ်ဤအကြောင်းကောင်းမြတ်သောဘုဇင်ဟု ဆိုရသော အကျင့်မြတ်ကိုကျင့်ထား၍ခတ်သိမ်းအုပ်တော် လုံးစုံများစွာတတဝါတို့၏ဘေးရန်မတင်ချမ်းသာခွင့်ကိုငါဖျားသည် မြင်တော်မမူအိန္ဒြေ၆ခုစောင့်ထိန်မှုကိုကျင့်ထား၍ခတ်သိမ်းအုပ်တော်အလုံးစုံများစွာတတဝါတို့၏ဘေးရန်မတင်ချမ်းသာခွင့်ကိုငါဖျားသည် မြင်တော်မမူခတ်သိမ်းသော ဥပတိတို့၏ကျင့်လွတ်ရာနိဗ္ဗာန်တရားကိုကျင့်ထား၍တတဝါတို့၏ဘေးရန်မတင်ချမ်းသာခွင့်ကို ငါဖျားမြင်တော်မမူဤသို့သော သစ္စာစကားကြောင့်ဤဝိထုဖတ်သူအပေါင်းတို့အားအောင်အပ်သောမင်္ဂလာသည်အောင်ပါစေတတိဤဝိထုထဲတွင် ပါသော သူတော်ကောင်းတရားများကိုကြင်ကြံကြိုးစားအားထုတ်နိုင်ကြပါစေတတိမောင်နုဝိထုပြောမယ်လာကြဟိမမြဤသမီးကြီးမိစန်းတာကြီးဖို့ထိုက်တန်းငယ်ဖို့အောင်သမီးငယ်တန်တန် သမီးကလေးချိုချိုနဲ့မြေကြီးပြုံးလို့မင်းတို့ကိုဖိဖိဝိထုတပုတ်ပြောချင်နေရကြပြီအချောင်းကိုမညီညွတ်နိုင်ဘူးအဲ့ဒီတော့အခုလိုအခွင့်ကောင်းရတဲ့အခါဖိဖိဝိထုတပုတ်ပြောမင်းကောင်းကောင်းနားထောင်ကြနော်ဝိထုကမပြောခင်ညီတန်းကိုဖိဖိစပြီးပြောမင်းညီတန်းပိယဇာတိကတော့အခတပါမျက်စောဖရာဟာတာဝတ်စ်ပြည်ဇေတဝန်เจ้าမှာတရင်တုံးနေတော်မူပါတယ်အဲ့ဒီအခါတကြွတယောက်ရဲ့အမတန် ချစ်မြတ်လို့တဲ့တူတီတော်သာတည်ဆုံသွားပါတယ်။ဒါကြောင့်တကြွေဟာအလုပ်လည်းမလုပ်နိုင်ဘူး။ထမင်းလည်းမစားနိုင်ဘူး။သုတ်တံကိုသာသွားသွားပြီးတူတီတော်သားရဲ့လူကလေးရဲ့မင်းဘက်မှာလဲကွယ်။အဖေကိုမျက်နှာကလေးပြလဲပါအောင်ကွယ်လို့ငို့ပါတယ်။ဒီနေ့တော့အဲ့ဒီတကြွေဟာမျက်စောဖျားစီကို ရောက်လာပါတယ်။အဲ့ဒီအခါမျက်စောဖျားကတကြွေတင့်မျက်စီမျက်နှာတွေမကောင်းဘူး။ သိစိတ်မချမ်းသာပုံပေါ်နေတယ်လို့မိန့်တော်မူပါတယ်။ဒီလိုမိန့်တော်မူတဲ့အခါတကြွယ်ကအရှင်ဘုရားအကျွန်ုပ်ရဲ့မျက်စိမျက်နှာတွေဘယ်မှာကောင်းနိုင်ပါမလဲ။အကျွန်ုပ်ရဲ့တဝူဒီတော့သာတည်ဆုံးသွားပါတယ်။ဒါကြောင့်အကျွန်ုပ်ကအလုတ်ကိုလည်းမလုတ်ချင်တော့ဘူး။တမင်းကိုလည်းမစားချင်တော့ဘူး။တုတ်တန်ကိုတော်တော်ပြီးငိုနေပါတယ်လို့ပြောထားပါတယ်။အဲ့ဒီအခါအမြတ်စွာဘုရားကတကြွယ်ဒီလိုဟာမျိုးဟာဒီအတိုင်းပဲဖြစ်တယ်တကြွယ်ပူဆွေးခြင်း ၊ငိုကြွေးခြင်း၊ကိုစင်ရဲခြင်း၊စိတ်စင်ရဲခြင်း၊ပြင်းစွာပင်မဲ့ခြင်းဆိုတာတွေဟာချစ်ခြင်းကြောင့်ဖြစ်တာပဲ။ချစ်ခြင်းဟာအခုပြောခဲ့တဲ့စင်ရဲဒုက္ခတွေရဲ့အမွန်အစဖြစ်တယ်လို့မိန့်တော်မူပါတယ်။တကြွေဟာဒီအမိန့်တော်မူတဲ့ကိုကြားရတဲ့အခါအရှင်ဘုရားဥဆွေးခြင်း၊ငိုကြွေးခြင်း၊ကိုစင်ရဲခြင်း၊စိတ်စင်ရဲခြင်း၊ပြင်းစွာပင်မဲ့ခြင်းဆိုတာတွေဟာချစ်ခြင်းကြောင့်ဖြစ်တယ်။ ချစ်ချင်းဟာအခုပြောခဲ့တဲ့ဆင်းရဲဒုက္ခတွေရဲ့အမွန်အစဖြစ်တယ်လို့အရှင်ဘုရားမိန်တော်မူပါတယ်။အရှင်ဘုရားမိန်တော်မူတဲ့အတိုင်းဘသူများဖြစ်ဖို့တည်းလဲအရှင်ဘုရားချစ်ချင်းကြောင့်နှစ်သက်ချင်းဝဲမြောက်ချင်းတို့သာ ဖြစ်ပေါ်ရမယ်။ချစ်ချင်းဟာနှစ်သက်ချင်းဝဲမြောက်ချင်းတို့ရဲ့အမွန်အစပဲလို့မြတ်စွာဘုရားရဲ့စကားတော်ကိုကန့်ကွက်ပြီးမနှိမ်ညိုတဲ့အတွက်เจ้าတော်ကထွက်သွားတယ်။အဲ့ဒီလိုเจ้าတော်ကထွက်သွားပြီးတချွေဟာ အန်ကစားနေကြတဲ့ကစားဝိုင်းတစ်ခုကို ရောက်သွားပါတယ်။တချို့ကစိတ်မကျေမချမ်းဖြစ်နေသေးတဲ့အတွက်အောက်မထားနိုင်ပေမဲ့ဆွာဖျားကိုကန့်ကွက်ခဲ့တဲ့အကြောင်းဒီကစားသမားတွေကို အလုံးစုံပြောပြပါတယ်။တချို့ရဲ့စကားကိုကြားရတဲ့အခါကစားသမားတွေကတချို့ဟုတ်တာပေါ့ချစ်ချင်းကြောင့်နှစ်သက်ချင်းဝမ်းမြောက်ချင်းသာဖြစ်ရမယ်။ချစ်ချင်းဟာနှစ်သက်ချင်းဝမ်းမြောက်ချင်းရဲ့အမွန်အစပဲ။ ။လက်ကျွဲပြောတာမှန်တယ်လို့ဆိုပြီးထောက်ခံကြပါရယ်။လက်ကျွဲကလည်းသူ့ဝါဒနဲ့ကစားသမားတွေရဲ့ဝါဒအတူတယ်။သူ့ကိုကစားသမားတွေကတော့ထောက်ခံကြတယ်ဆိုပြီးအခြေအနေကြီးကျေနပ်သွားပါရယ်။ဒီစကားဟာတဆင့်တဆင့်နဲ့နင်းတော်တဲ့အထိ ပြန့်နှံ့သွားပါရယ်။အဲဒီစကားကို အကြောင်းပြုပြီးကောဒလာမင်းကြီးကသူ့မိဖုရားကြီးမန်လိကာကိုမန်လိကာတင်းရဲ့ယဟန် ကောဓမကပူဆွေးခြင်းငိုကြွေးခြင်း ကိုစင်ရဲ့ချင်းစိတ်စင်ရဲ့ချင်းပြင်းစွာပင်မဲခြင်းတို့ဟာချစ်ချင်းကြောင့်ဖြစ်တဲ့ချစ်ချင်းလျင်အမွန်အဆရှိတယ်လို့ပြောတယ်ဆိုပါလားလို့မိန့်ကြပါတယ်။မန္လိကာမီပြားကြီးကလည်းအရှင်မင်းကြီးအကယ်၍ဒီစကားကိုမျက်စွာဖျား မိန့်တော်မူတယ်ဆိုရင်ဒီစကားအတိုင်းမှန်ရမယ်လို့တန်တော်ဦးတင်ပါတယ်။ဒီအခါကောတလမင်းကြီးကနှစ်သက်တော်မှမဟုတ်ပဲမန္လိကာ ဆရာပြောတမျှဆရာပြောတာအကုန်မှန်ပါတယ်လို့လိုက်ပြောတဲ့တပည့်လူမင်းလဲရဟန်းကောဓမပြောတမျှကိုအကုန်မှန်ပါတယ်လို့လိုက်ပြောနေတာပဲမုန်းစရာသွားကြတည်ကြလို့ကောဒလာမကြီးကဒေါသနဲ့အော်ငေါက်လွတ်လိုက်ပါတယ်မလိကာမီပြားကြီးလည်းနာလီစင်ကပုံနာကိုမြတ်စွာဘုရားစီလွတ်ပြီးဒီစကားကိုမြတ်စွာဘုရားမိန့်တော်မူသလားမိန့်တော်မမူဘူးလားဆိုတာကိုစုံစမ်းခိုင်းလိုက်ပါတယ်အဲ့ဒီအခါမြတ်စွာဘုရားကပုံနာကို အောက်ပါအတိုင်းဟောကြားတော်မူပါတယ်။ပုံနာဒီလိုဟာမျိုးဟာဒီအတိုင်းပဲဖြစ်တယ်ပုံနာ။ပူဆွေးခြင်း၊ငိုကြွေးခြင်း၊ကိုစင်ရဲခြင်း၊စိတ်စင်ရဲခြင်း၊ပြင်းစွာပင်မဲခြင်းဆိုတာတွေဟာချစ်ခြင်းကြောင့်ဖြစ်တယ်။ချစ်ခြင်းနဲ့အမောအဆရှိတယ်။ဒီအတိုင်းမှန်မှန်မှန်ကိုဒီလိုသိတဲ့နဲ့အရင်တုန်းကတာဝတ္ထိပြည်မှာမိမတယောက်ရဲ့မိခင်ဟာတည်ဆုံးတယ်။ဒီမိမဟာအမိတည်ဆုံးတဲ့အတွက်ယူသွားတယ် ဒီမိမဟာရွာရိုးရှောင်ပြီးငါအမိကိုမြင်ကြသလားငါအမိကိုမြင်ကြသလားလို့အော်ဟစ်ပြီးတာနေတော့တာပဲပုံနာဒီအဖြစ်ပြက်ကိုကြည့်ပြီး ပူဆွေးခြင်းအစရှိတဲ့စင်ရဲခြင်းတွေဟာချစ်ချင်းကြောင့်ဖြစ်တဲ့ချစ်ချင်းလည်းအမောအစရှိတယ်ဆိုတာကိုသိနိုင်တယ်ပုံနာအရှင်တော်ကဒီတဝိတိပြီမှာမိမတယောက်ရဲ့အဖေမောင်ကြီးမောင်ငယ်မြမအမသားသမီးလင်ယောက်ျားတည်ကြတယ် ဲ့ဒီမိမဟာယူသွားတယ်ဒီလိုတည်သွားတဲ့အတွက်ငှားလင်ကိုမြင်ကြသလားငှားလင်ကိုမြင်ကြသလားလို့ရွာရိုးမှာရှောက်အော်နေတော့တာပဲပုံနာဒီအဖြစ်ပြက်ကိုကြည့်ပြီးဆိုခဲ့တဲ့အတိုင်းမှန်မှန်မှန်ကိုသိနိုင်တာပဲပုံနာအရှင်တော်ကဒီတဝတ်တိပြီမှာယောက်ျားတယောက်ရဲ့အမိတည်တယ်ဒီယောက်ျားဟာယူသွားပြီးငှားမိကိုမြင်ကြသလားငှားမိကိုမြင်ကြသလားလို့ရွာရိုးမှာရှောက်အော်နေတယ် ပုံလားဒီအဖြစ်အပျက်ကိုကြည့်ပြီးတော့လေဆိုခဲ့တဲ့အတိုင်းမှန်မမှန်သိနိုင်တာပဲပုံနာအရှင်တို့ကတာဝတိပြည်မှာယောက်ျားတယောက်ရဲ့အဖေညီအကို အမနှမသာသမီမယားတေဆုံးနေဒီယောက်ျားဟာယူသွားပြီးငါမယားကို မြင်ကြသလားငါမယားကိုမြင်ကြသလားလို့ရွာရိုးမှာရှောက်ဝင်နေတယ်ဒီအဖြစ်အပျက်ကို ကြည့်ပြီးတော့လေဆိုခဲ့တဲ့အတိုင်းမှန်မမှန်ကိုသိနိုင်တာပဲပုံနာ အရှင်တော်ကတာဝတိပြည်မှာ မိမတယောက်ရှိရဲ့အဲ့ဒီမိမဟာသူ့မိဘတွေအိမ်မှာခဏသွားနေတော့မိဘဆွေမျိုးတွေကသူ့ယောက်ျားနဲ့ဖြတ်ပြီးနောက်ယောက်ျားနဲ့ပေးစားဖို့စီစဉ်ကြတယ်ဒီမိမက သူ့ယောက်ျားကိုသာမိသားရှိတဲ့အတွက်သူ့မိဘဆွေမျိုးတွေဒီလိုပဲကြံ့စီနေတယ်ဆိုတာသူ့ယောက်ျားကိုအကြောင်းကြားလိုက်တယ်သူ့ယောက်ျားဖြစ်သူဟာလိုက်လာပြီးသူ့မိမကိုနှစ်ပိုင်းပိုင်းနေပြီးတော့မှနောက်ဘဝမှာသူတို့လင်မယားပေါင်းမယ်ဆိုပြီး ူကိုယ်သူဓာတ်နဲ့ထိုးသေးတယ်။ဒီအဖြစ်ပြက်ကို ကြည့်ပြီးတော့လေဆိုခဲ့တဲ့အတိုင်းမှန်မှန်မှန်ဆိုတာသိနိုင်တာပဲလို့မြတ်စွာဘုရားကမိန့်တော်မူပါတယ်။နာလိစင်က ပုံနာလေမြတ်စွာဘုရားမိန့်တော်မူသည်မမန္လိကမိဖုရားကြီးကိုတတော်ဦးတင်ပါတယ်။ပုံနာကြီးတတော်ဦးတင်ပြီးတဲ့အခါမန္လိကမိဖုရားကြီးဟာကောတလမင်းကြီးစီကိုတွားပါတယ်။မင်းကြီးကျွန်ုပ်မိတာကိုဘယ်လိုသဘောရတယ်လဲ။ ဝစီတို့တမီကိုတင်မီးကြီးချက်တယ်မဟုတ်လားမန္လိကမှန်တယ်ဝစီတို့တမီကိုငါချက်တယ်မင်းကြီးကျွန်ုပ်မိတာကိုဘယ်လိုသဘောရသလဲဝတပခတ္တိယမင်းသမီးကိုအတင်မင်းကြီးချက်တယ်မဟုတ်လားမန္လိကမှန်တယ်ဝတပခတ္တိယကိုငါချက်တယ်မင်းကြီးတတော်ကြီးကိုလည်းတင်မီးကြီးချက်တယ်မဟုတ်လားမန္လိကမှန်တယ်တတော်ကြီးဝိတ္တုပ္ပကိုလည်းငါချက်တယ် မင်းကြီးအကျွန်ုပ်ကိုကတင်မင်းကြီးချက်တယ်မဟုတ်လားမန္လိကာမှန်တယ်တင့်ကိုလည်းငါချက်တယ်မင်းကြီးအကျွန်ုပ်မိတာကိုဘယ်လိုသဘောရသလဲဝစီတတို့တမီဝတ္တပခတိယမင်းသမီးသားတော်ကြီးဝိတ္တူပါနဲ့အကျွန်ုပ်ကတအူးဦးတည်ဆုံးမယ်ဒီလိုမှ မတည်ဆုံးရင်လေတမျိုးမျိုးဖောက်ပြင်မယ်ဆိုရင်အသင်မကြီးဟာပူဆွေးခြင်းငိုကြွေးခြင်းကိုစင်ရခြင်း စိတ်ဆင်းရဲခြင်းပြင်းစွာပင်မခြင်းတို့ဖြစ်မလားမန္တိကငါတည်ရင်တော့ဒေသွားနိုင်တယ်ပူဆွေးခြင်းငိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်မခြင်းဆိုတာကတော့ဘယ်မှာမဖြစ်ပဲနေနိုင်ပါမလဲမင်းကြီးအကျွန်ုပ်မိတာကိုဘယ်လိုထင်တယ်လဲသင်မကြီးဟာကာတိတိုင်းကောတလတိုင်းတို့ကိုချက်တယ်မဟုတ်လားမန္တိကမှန်တယ်ကာတိတိုင်းကောတလတိုင်းတို့ကိုငါချက်တယ် ကာတိတိုင်းကောတလတိုင်းတို့ရဲ့အာနုပေါ်ကြောင့်ကာတိတိုင်းမှာဖြစ်တဲ့ဆန္ဒကူကိုကန်စားသုံးဆောင်ရတယ်။ပန်းနဲ့တာပြောင်းလို့ကိုလည်းသုံးဆောင်ရတယ်။မြင်းကြီး အကျွန်ုပ်မိတာကိုဘယ်လိုထင်တယ်လဲ။ကာတိတိုင်းကောတလတိုင်းတို့ဖောက်ပြန်ခြင်းတမျိုးတမျိုးပြောင်းလဲခြင်းကြောင့်တင်မင်းကြီးဟာပူဆွေးခြင်း၊ငိုကြွေးခြင်း၊ကိုယ်ဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်း၊ပြင်းစွာပူပန်ခြင်းတို့ဖြစ်မလား။မန်လိကငါတင်အောင်တည်သွားနိုင်တယ်။ ဘူးဆွေးခြင်းငိုကြွေးခြင်းကိုယ်စင်ရခြင်း စိတ်စင်ရခြင်းပြင်းစွာပူပန်ခြင်းဆိုတာတွေကတော့ဘယ်မှာမဖြစ်ပဲနေနိုင်ပါမလဲမင်းကြီးတည်တော်မူမြင်တော်မူတဲ့ပူဇော်အထုကို ခံတော်မူထိုက်တဲ့အလုံးစုံသောတရားတို့ကို မဖောက်မပြန်ကိုယ်တိုင်မှန်စွာတည်တော်မူတဲ့ရှင်တော်မြတ်ဘုရားဟာဒီเจ้าတွေကိုရည်ရွယ်ပြီး ပူဆွေးခြင်းငိုကြွေးခြင်းကိုယ်စင်ရခြင်းစိတ်စင်ရခြင်း ပြင်းစွာပင်မဲခြင်းဆိုတာတွေဟာချစ်ချင်းကြောင့်ဖြစ်တဲ့ချစ်ချင်းလျင် အမောအဆရှိတယ်လို့မိန့်တော်မူခြင်းဖြစ်ပါတယ်လို့တန်တော်ဦးတင်ပါတယ်။အဲ့ဒီအခါကောတလမင်းကြီးကမန်လိကာအံပွဲရှိစွာတကားမန်လိကာမဖြစ်ဘူးမြေ ဖြစ်ပေစွာတကားအဲ့စွာဘုရားဟာပညာနဲ့ထိုးထွင်းပြီးပညာနဲ့အလွန်တရာမြင်တတ်ပါပေစွာမန်လိကာလာဇန် နှုတ်ဆေးရည်ပီစံဟုဆိုပြီးရေရတဲ့အခါပလုတ်ကျင်းပါတယ်။ပါဇက်ကိုစီးပါတယ်။အဲ့ဒီနောက်ပတိနတိကောတလမကြီးဟာမြတ်စွာဘုရားရှိရာဘက်ကိုလက်အုပ်ချပြီးနမောတတဗကဝတော အရဟတောတမ္မာတန်ပုတ်တတလို့သုံးချင်ဥဒံကျူးရင်တော်မူပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။